page ကတင်သည်။ content တိုင်းကိုကျွန်တော်တို့ customer ratio ကိုမျက်များနဲ့မျက်များရောက်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်လေးကိုကျွန်တော်ဒီ video လေးမှာ sharing လုပ်ပေးပါမယ်ဖြစ်ပါတယ်။နော်သူ customer တွေကကိုယ့်ရဲ့ page ကိုကြိုက်လို့လုပ်ဖို့လုပ်ပါတယ်ပြီးတော့သူတို့ကိုကိုယ့်ရဲ့ page ကို favorite ပေါ့နော်ဒီရင်တော့ cfab ပေါ့အခုကတော့ favorite လို့ပြောင်းသွားတယ် favorite လို့လုပ်ထားဖို့ပြောပြဖို့လိုအပ်ပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာ facebook မှာကကျွန်တော် boost တွေလောက်တာများတော့ organic reach ကအရင်ကားလောက်မရောက်တော့မကောင်းတော့ဘူးပေါ့နော် ဒါပေမဲ့ fail break လုပ်ထားရတယ်ဆိုလို့ရှိရင်တနည်းအားဖြင့် safe fail လုပ်ထားရတယ်ဆိုလို့ရှိရင်เนาะသူတို့ကိုပြပေးပါတယ်။ဒီချက်လေးကတော်တော်များများမေ့နေမယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ကိုယ့်ရဲ့ audience ကိုကျွန်တော်ကို safe fail လုပ်ဖို့အတွက်ကိုကျွန်တော်တို့ပြောဖို့လိုအပ်ပါတယ်။သူတို့ safe fail လုပ်ချင်လောက်အောင်လဲကိုတင်တဲ့ content တွေက quality content တွေဖြစ်ရမယ်။ quality ကောင်းတဲ့ content အရေးသေးကောင်းတဲ့ content တွေသူတို့အတွက်အကူအခုရစေတဲ့အကျိုးကျေးဇူးတစ်ခုခုရစေတဲ့ content တွေဖြစ်ဖို့လိုပါတယ်။ကျွန်တော်တို့ကအယောင် boost တွေပဲတင်နေပြီးတော့သူတို့ကိုတွားပြီးတော့ page ကို safe က်လုပ်ဖို့အတွက်ပြောဖို့ဆိုလို့ရှင်တော့ဒါကအဆင်မပြေဘူးပေါ့နော်ကိုယ့်ရဲ့ဘက်ကနေပြီးတော့မှ customer ကိုတက်နိုင်တဲ့လောက်များများပေးမယ်ဒီလိုမျိုးများများပေးမှသူတို့ကလည်းသူတို့အတွက်အကျိုးကျေးဇူးတွေရစေရဲ့ page ကို see first လုပ်ချင်မှဖြစ်ပါတယ် favorite လုပ်ချင်မှဖြစ်ပါတယ်လက်စားရဲကျွန်တော်လေး issue ကိုပြောပြစီကျွန်တော်ရဲ့ page ကတင်တဲ့ content တွေသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ page လေးကို favorite လေးလုပ်ထားပေးပါနော်ဒါတနည်းအား see first လေးလုပ်ပေးထားပါနော်အားလုံးပဲကျေးဇူးပါ